ထထုံးဟိုပါကျွန်တော်နာမည်ကဒီသေရိုက်စေးရိုက်ပေါ့စေးရိုက်ပညာရဲ့တခုကိုကြွကြွညံ့တမြောက်ခြင်းဒီလက်တွေ့ပိုင်းနဲ့လက်တွေ့ပိုင်းရောစပိုင်းရောနှစ်ခုလုံးတည်တည်ရှာလေးအသေးစိတ်ရှင်းပြသွားတာဒီတော်တော်ပေါ်ကြတယ်အာကျွန်တော်ရဲ့အနာဂတ်ရရှိပလန်တော့ကိုအများကြီးအများကြီးရပါတယ်ဒီသေရိုက်တင်နန်းကတကယ်ရှင်မိုက်ပါတယ်ရှင်လေးမိုက်ပါတယ်ပြီးတော့အသေးစိတ်တီတီကြကြပြီးတော့ ကိုလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်တော့မှဟိုလူတွေတည်းမရှိ ဖြစ်စီပြီးသွားပါတယ်။အရှိအထည်ရောက်လာ။ဘောင်ကျစ်တာတွေ၊ဘုံရိပ်ဖမ်းတာတွေ၊ဈေးရိုက်တာတွေပါတယ်အကုန်လုံးပေါ့။သဘောကျပါတယ်။ရဘုံရှန်လို့ခေါ်ပါတယ်။ Moa Expo ဆိုရဲအထည်ဆိုင်မီရန်နေရပေါ့နော်။အော်ကျွန်တော်ဆက်လာတော့တော့အင်ကြီးအထည်ပေါ်မှာပဲတစေးရိုက်ဖို့ဆိုရွေးချမ်းနဲ့လာခဲ့တာ။အခုတော့ဒီလုပ်ငန်းက channel line တွေ line square တွေအများကြီး set သွားလို့ရတယ်စီးပွားရေးကိုကိုလုံးနိုင်လုံးနိုင်တော့ချက်လို့ရတယ်ဆိုတော့အမြင်သက်တွေတော့ရလာခဲ့တယ်။ဒါကြောင့်မို့မှာတော့ဆရာကကျွန်တော်ကျွန်တော်ဘာမှမသိဘဲနဲ့ basic ကနေစပြီးတော့လာခဲ့စပြီးသင်ရတာဆိုစိတ်ရှိချင်းနဲ့ဖြေပြီးတယ်ကျွန်တော်သင်တန်းအချိန်မှာလည်းကျွန်တော်မေကွန်မေးတာများတယ်ဗျ။မေကွန်တိုင်းအောင်လည်းသင်ချာကြိုးစားပြီးဖြေပြီးတယ်ဆရာဒီတနားအောင်တတ်တင်ပါတယ်ဘလို့ဘာမှမသိဘဲနဲ့ လာရင်လဲဆရာစိတ်ရှိခြင်းနဲ့သင်ပြတဲ့အတွက်အခြေခံမပိုင်ရင်လဲအဆင်ပြေရပေါ့ဒီသဏ္ဍာန်ဟုတ်ကဲ့ဟိုကျွန်တော်နာမည်ကတော့ဆန်းလင်းဦးဖြစ်ပါတယ်ဖနန်းဆိုင်လေးဖွင့်လာတယ်အမိသားစုနဲ့အုံဆုံးဆိုင်လေးတစ်ခုဖွင့်လာတယ်အကျိုးကျေးဇူးကတော့တော်တော်များတယ်ဗျဘာမှမသိရနဲ့လာခဲ့ရဆိုတော့ကျွန်တော်တို့မေးတဲ့မေးခွန်းတိုင်းမှာအဖြေရအောင်ဖြေပေးနိုင်တဲ့ပြီးတော့စိတ်ရှိခြင်းနဲ့ဖြေပေးတာမျိုးတွေတော်တော်သဘောကျပါတယ်တကယ်တက်ချင်တယ်ဆိုရင်တော့ဒီသဏ္ဍာန်ကိုလာတတ်ပါလို့ပြောချင်ပါတယ်မောင်ရှင်ကိုခေါ်ပါ ကတင်လောက်ပါဟောစလာတော့ဒီဘာမှမတည်သေးဘူးတော့ဘာ basic အရှိခမမပါဘူးအခုတော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီ၃ရက်အတွင်းမှာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးနောက်ထပ်ဒီထက်ပိုပြီးတော့လုပ်လို့ရရဲဆိုတော့တည်လာတယ်အဲပထမဆုံး practical လက်တွေ့ပြတာရယ်ပြီးတော့နားမလဲတဲ့ဟာတွေအကုန်လုံးတိတိကျကျနားလဲအောင်ပြောပြတင်ပြပေးတာကိုသဘောကျသဖြင့်ပါ